ရွေရသည့်ကျောင်းမရင်များတွင်ကျောင်းသားကျောင်းသူများအချိန်ကိုတန်ဖိုးရှိရှိတုံးချတတ်စေရန်ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်ပြီးတော့အခြေခံပကြီးရွေးစနစ်တည်နှံအခမဲ့ကိုဗကိုရိုက်ဒေသကြီးတာယာဝရီခရိုင်ပြန်ချိုင်းနှင့်ပြည်ဆိုဆိုင်ဦးစီးဌာနလူထုအခြေပြုဘဟုဌာနတွင်မတ်လ20ရက်နေ့နနက်9:00ကကျင်းပခဲ့ပါသည်။ ဆက်လက်ပြီးတာယာဝရီခရိုင်ပြင်ကြားရေးနဲ့ပြုဆန်ဦးစီးဌာနခရိုင်ဦးစီးမှုကအခြေခံပကြေးရေးဆွေးနှီးတင်နန်းဖွင့်လှစ်တင်ကြားပေးရခြင်းနဲ့ပတ်သက်၍ UI ချက်ကိုရှင်းလင်းပြောကြားပြီးပကြေးအသင်းဝင် ပကြေးဆရာဦးလာဦးကယခုတင်ကြားပေးတဲ့အခြေခံပကြေးရေးဆွေးနှီးတင်နန်းကိုတက်ရောက်ကြသောကျောင်းသားကျောင်းသူများအနေဖြင့်ပကြေးပညာကိုအခြေခံမှစတင်၍အလွယ်တကူတက်မြောက်သွားအောင်တင်ကြားပေးသွားမှာဖြစ်ပါကြောင်းတင်နန်းသူတင်နန်းသားများကလည်းတင်နန်းကာလအတွင်းပြည့်ရမရှိတက်ရောက်စေလိုပါကြောင်းနှင့်တင်နန်းစီမင်းစည်းကမ်းများကိုလည်းပြော ောကြားခဲ့ပါတယ်။ဆက်လက်၍ပကြီးဆရာဦးလောင်ဦးမှစာရွက်လက်တွေကိုယခုလိုတင်ကြားပြသပေးခဲ့ပါတယ်။စာအုပ်နဲ့ဆွဲပါစာအုပ်ရှိစာအုပ်ရှိခဲ့တယ်ခဲ့တယ်ဆွဲရမှာပေါ့ဆွဲလို့ပကြီးမှာကြတော့ဖေးတယ်မတော့ဖေးတယ်မတော့ရအောင်နော်အဲ့ဒါဆရာဘာပြောချင်တာလဲဆိုရင်ဘယ်ပုံစံဒီအခြေခံအားဖြင့်တော့မြင်းလေးရာစာအဲ့မြင်းနိုင်ပုံလေးပဲဒီစီးရမြင်းပုံလေးအဲ့ဒီမြင်းလေးတေချာတော့မတေချာဘူး ်ဒီမျိုးကိုဆွဲတာပြီးဆိုလို့ရှိရင်ဘေးရိုင်းပါနော်ဘေးရိုင်းနော်ဘေးရိုင်းနဲ့တောင်းလိုက်ရင်ရခလျားလိုက်ရင်ဘေးရိုင်းပါနော်မင်းတို့ရဲ့ဘယ်ဘက်ကလို့ဒီမှာခလျားလိုက်ရင်သူသားခလျားလိုက်ရင်ဒီကောင်အမြားလိုက်ဆိုရင်သူတက်တယ်ဆိုတော့တောင်းလိုက်ဆိုတော့ပြန်ပြေးနေတယ်အများကြီးနော်ဒီနေ့ဘာအေးဟုတ်ဘူးဘယ်လိုလဲဘယ်လိုလဲဘာလို့ဟုတ်လဲနော်ဒီကံကဘေးကြီးလား တင်နန်းသားတဦးကလည်းယခုလိုပြောကြားခဲ့ပါဗျ။ကျွန်တော်ကတော့ဒါရီမျိုးနဲ့30မျိုးအထာကခွဲ30အကြောင်းမှာ grace စောင်းဝက်ဖြစ်ဆိုပြီးထားတော့အကြောင်းသားမအောင်စရာထုံးဖြစ်ပါတယ်အခုလိုပကြီးတင်တဲ့အဆောင်မဲ့တက်ဆွင့်ရတော့အတူအကြောင်းပကြီးဆိုတာဘာလဲကိုသိချင်းဝင်ရခဲ့ပါတယ်အပကြီးရဲ့အခြေခံဒီစနစ်တွေကိုလည်းသိချင်းဝင်ရခဲ့ပါတယ်တကယ်ချင်းတင်များနဲ့လည်းတွေ့ဆုံဝင်ရခဲ့ပါတယ်အခုလိုတင်ကြားပေးတဲ့ဆရာနဲ့တော့ဖွင့်လှစ်ပေးတဲ့ဌာနကိုအရန်ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ဆိုပါတင်နှန်းတွင်တာယာဝတီမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှအလဲရန်စစ်ကျောင်းသားကျောင်းသူ15ဦးတက်ရောက်ခဲ့ကြပြီးတင်နှန်းကာလမှာမတ်လ20ရက်နေ့မှမတ်လ23ရက်နေ့ထိနနက်9:00နာရီမှနေ့လယ်1:00နာရီထိဖွင့်လှစ်တင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါရရှင်။